မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးမြန်မာတက္ကရာ1388ခုနှစ်ဒဇောင်မုံလဆန်းစနေရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့အတွက် BSN News ရဲ့ည8နာရီသတင်းများကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့စောဆယ်မောင်ပါပထမဆုံးအနေနဲ့သခိုင်းတိုက်မှာစစ်အင်အားပြင်းထန်စွာဖြည့်ဆည်းနေပေမဲ့အဓမ္မပေါ်တာဆွဲခံရသူတပ်သားတင့်များထွက်ပြေးအလင်းဝင်မှုများဇက်တိုက်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် စစ်ကော်မရှင်ကပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမြစ်ကြီးနားအပါဝင်စကိုင်းတိုင်းမှာရှိတဲ့စကိုင်းရွှေဘိုကမ်ဘလူဝန်းတို့စတဲ့တရင်များကိုတပ်သားများရွှေ့ပြောင်းခြင်းနဲ့လက်နက်အင်အားဖြည့်တင်းခြင်းများကိုအပြင်းထန်လှုပ်ဆောင်လျက်ရှိပါတယ်ဒီလိုလူရင်အားလက်နက်အင်အားအပြင်းထန်ဖြည့်တင်းနေပေမဲ့အတင်းအဓမ္မပေါ်တာဆွဲလူသစ်ဆူဆောင်းမှုများကြောင့်တပ်ပြေးများနဲ့အလင်းဝင်ရောက်လာသူများဆက်လက်ရှိနေကတပ်တင်းဖွဲ့စည်းပုံပျက်စီးလျက်ရှိကြောင်းအလင်းဝင်လာသူများရဲ့ပြောကြားချက်အရတော်လန်ရေးတပ်ဖွဲ့ဝင်များထံမှသိရပါတယ် ီးခဲ့တဲ့အော်တိုဘလ30ရက်နေ့ကစကိုင်းတက်မ33မှာမီဆမ်ပတီတယူပို့ဆောင်ရေးရဟရင်နဲ့ဝင်းတို့တရင်တို့ပို့ဆောင်လာတဲ့တသားစုဆောင်ခံရသူများနဲ့တပ်ဖွဲ့ဝင်5ဦးဝင်းတို့တရင်မှထွက်ပြေးလာကြောင်းသိရပါဗျ။ဝင်းတို့တရင်ကနေထွက်ပြေးလာကြတာလို့သိရတယ်။ပထမပြေးလာတာ9ယောက်တယောက်ပဲလွတ်လာပြီးချန်တဲ့သူတွေပြန်မိသွားတယ်။ပေါ်တာဆွဲခံရပြီးရှေ့တန်းပို့ခံရတာလို့တရင်များနဲ့နီးစပ်သူတို့မှ PSN ကိုအခုလိုပဲပြောကြားခဲ့တာပါ။ ဒါအပြင်စစ်ကောမရှင်တက်လက်အောက်ခံပြည်သူ့စစ်ပြူစောထီးများရဲ့တပ်ဖွဲ့များအတွင်မှလည်းထွက်ပြေးမှုများရှိနေပြီးယမန်နေ့အော်တိုဘတ်လ31ရက်နေ့ကပြည်သူ့စစ်3ကိုတော်လိုင်းအင်အားစုများကဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်တော်လိုင်းအင်အားစုများရဲ့စစ်ဆေးတွေ့ရှိချက်အရ၎င်းတို့ဟာပေါ်တာဆွဲခံရပြီးနောက်တင်နန်းဘေးကရှေ့တန်းကိုဆေလွတ်လိုက်သူများဖြစ်ကြောင်းသိရပါတယ်ဒီနေ့အော်တိုဘတ်31ရက်မိတာ3ယောက်ပါစစ်ဆေးကြည့်တာပြည်သူ့စစ်တွေလို့ပြောတယ် ၃ယောက်စလုံးကပေါ်တာဆွဲခံရပြီးတင်းနှံပြေးရှေ့တန်းလွတ်လိုက်တာပဲအခုတော့လုံကြုံစိတ်ချရတဲ့နေရာတစ်ခုမှာသူတို့ကိုထားပေးထားပါတယ်လို့ဖန်စီထိန်ထိန်ခဲ့တဲ့တော်လန်ရေးရဲဘော်တူမှ PSN ကိုအခုလိုပဲရှင်းပြပါဗါတယ်တော်လန်ရေးတပတ်ဝင်များကကြံရှိနေတဲ့စစ်ကောင်စီတပ်သားများအနေနဲ့အမြင်မှန်ရပြီးပူးပေါင်းလှနိုင်ရန်အတိပေးနှိုးဆော်ခဲ့ပါတယ်စစ်မှုတန်းပေါ်တာဆွဲခံရသူများကိုတော်လန်ရေးတပတ်ဝင်များကဖန်စီထိန်ထိန်ထားကြောင်း ဝန်တော်တရင်လူမှုကွန်ရက်ဆံမျက်နှာမှာဖော်ပြထားပြီးဒေသခံများအနေဖြင့်လည်းလူစိမ့်သူမဟုတ်မတင်ကားပွဲရာလူတူတယောက်တွေ့ရှိခဲ့ပါကနီးဆက်ရာတော်လန်ရေးအင်အားစုများထံသို့အချိန်မီအကြောင်းကြားပေးကြဖို့နှိုးဆော်ထားပါတယ်ခင်ဗျာဆက်လက်ပြီးမိုးကုတ်မြို့ကိုကာကွယ်ဖို့အတွက်အန်ယူဂျီလက်အောက်ခံ PDF တပ်များကအင်အားစုဆောင်ခေါ်ယူနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမိုးကုတ်မြို့ကိုစစ်ကော်မရှင်တပ်များရဲ့ထိုးစစ်ကကာကွယ်ရန်နဲ့တော်လန်ရေးတာဝန်များထမ်းဆောင်နိုင်ရန်အတွက် မြို့သားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များမှအင်အားစုဆောင်ခေါ်ယူလျက်ရှိကြောင်းသိရပါဗျ။တရုတ်အစိုးရရဲ့ဂျားဝင်မှုကြောင့်တန်းမြို့သားလွမြောက်ရေးတပ်မတော် TNLA ကမုတ်ကုတ်မြို့မှာဆုတ်ခွာပေးရန်သဘောတူညီခဲ့ရပြီးတဲ့နောက်မြို့သားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိအလဲပိုင်းဒေသ PDF များမှမုတ်ကုတ်မြို့ကိုကာကွယ်မယ်ဖြစ်ကြောင်းအသီးသီးထုတ်ပြန်ထားပါဗျ။မုတ်ကုတ်မြို့ကာကွယ်ရေးနဲ့တော်လှန်ရေးတာဝန်များပြန်လည်ထမ်းဆောင်ရန် တပ်ဖွဲ့နဲ့ကင်းကွာနေကြတဲ့ရဲဘော်များကိုလည်းမိုးကုတ်ဖြူဟာကဖိတ်ခေါ်ထားပါတယ်အလားတူမိုးကုတ်ပတ်ခဘကလည်းမိုးကုတ်မြို့နယ်အတွင်းရှိအကြောင်းမျိုးမျိုးကြောင့်တော်လိုင်းရဲဘော်ဘဝမှာအနားယူထားကြတဲ့တော်လိုင်းရဲဘော်ဟောင်းတွေကိုလည်းဖိတ်ခေါ်ထားပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကလည်းစစ်မှုထမ်းရန်လူငယ်များအားဖိတ်ခေါ်ထားပါတယ် မိုးကုတ်မြို့ကို2029စစ်စင်ရေးရဲ့ဒုတိယပိုင်းကာလ2024ခုနှစ်ဇူလိုင်လအတွင်းမှာတရန်အလီနဲ့အယူဂျီလက်အောက်ခံ PDF တပ်များကပူးပေါင်းသိမ်းပိုက်ထိ ंछ ုံနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့တရုတ်စိုးရရဲ့ဂျာဝင်မှုကြောင့်စစ်ကော်မရှင်နဲ့တရန်အလီတို့အကြားအပြစ်ခက်ရစဲတဘောတူညီမှုရရှိခဲ့ပြီးယင်းတဘောတူညီချက်အရတရန်အလီတပ်ဖွဲ့ဝင်များဟာမိုးကုတ်မြို့နဲ့မုံမိတ်မြို့တို့မှပြန်လည်ဆုတ်ခွာပေးရမှာပဲဖြစ်ပါတယ်။တရန်အလီဆုတ်ခွာသွားပါကစစ်ကော်မရှင်တပ်များ ဝင်ရောက်လာနိုင်တဲ့အခြေအနေများကြောင့်ပြည်သူ့ကာကွယ်ရေးတပ်များမှမိုးကုံမြို့ကိုအစွမ်းကုန်ကာကွယ်သွားမှာဖြစ်တယ်လို့အတီလင်းကြေညာချက်များထုတ်ပြန်လာတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတင်ပြပေးမယ့်သတင်းကတော့စစ်ကော်မရှင်ရဲ့ဖမ်းဆီးအချင်းချခံထားရတဲ့2000ခုရွှေဝါရောင်တော်လန်ရေးတန်ခါလှုပ်ရှားမှုဥဆောင်ဆရာတော်ဦးပညာဇောတာဟာပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့ကပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့သိရပါတယ် မေရိကန်နိုင်ငံ Buffalo မြို့မှာနေထိုင်ကနိုင်ငံသားခံယူထားတဲ့ဆရာတော်ဥပညာဇော်ဒါဟာ2024ခုနှစ်နိုဝင်ဘာလ23ရက်နေ့ရန်ကုန်မြို့မြင်္ဂလာတုံမြို့နယ်ရှိဖုန်ကြီးကျောင်းတကျောင်းရဲ့တိမ်သမုတ်ပွဲကိုလာရောက်စဉ်စစ်ကော်မရှင်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ပါတယ်။ဆရာတော်ကိုစစ်ကော်မရှင်ကအကြမ်းဖက်တိုက်ဖြတ်ရေးပုံမှန်90ညဖြင့်ထောင်ဒဏ်၁၁နှစ်905ကဖြင့်ထောင်ဒဏ်၃နှစ်လူဝင်မှုကြီးကြပ်ရေးအမှုဖြင့်ထောင်ဒဏ်၁နှစ်စုစုပေါင်းထောင်ဒဏ်၅နှစ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ ဆရာတော်ဖန်းစည်းခံခဲ့ရပြီးတနည်းနီးပါးအကြာမှာပြန်လည်လွတ်မြောက်လာတာပဲဖြစ်ပါတယ်။ဆရာတော်ဦးပညာဇောဒဟာ2009ရွှေဝါရောင်တော်လင်းဦးဆောင်ဆရာတော်တပါဖြစ်တဲ့အပြင်ယဟန်ပြိုများတမကကိုဖွဲ့စည်းလှုပ်ရှားခဲ့သူဖြစ်တာကြောင့်အမေရိကန်နိုင်ငံသို့တိမ်းရှောင်ခဲ့ရပြီးဦးနက်ဇောလိုလူသိများသူဖြစ်ပါတယ်။ဆရာတော်ဟာ1990ပြည့်နှစ်မှာပတ္တနေကုစနကန်ဆောင်ခြင်းကန်ဆောင်တပိတ်အပါဝင်နိုင်ငံရေးလှုပ်ရှားမှုများဖြင့်နှစ်ရှည်ထောင်နဲ့နှစ်ကြိမ်ကြာခဲ့ဘူးသူလည်းဖြစ်ပါတယ်။ လက်ရှိမှာဆီယာတော်ဥနက်ဇော့ဟာအမေရိကန်နိုင်ငံဘက်ဖလိုမြို့သို့ပြန်လည်ရောက်ရှိသတင်းသုံးနေပြီဖြစ်ကြောင်းနှီးဆက်သူများထံမှသိရပါဗျာခင်ဗျာဟုတ်ကဲ့ပါကြန့်ရှိနေတဲ့သတင်းတွေကိုစောနီဝီကဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်ကျမကတော့ PSN News မှာသတင်းတင်ဆက်သူစောနီဝီဖြစ်ပါတယ်ရှင် ထိုင်းနိုင်ငံပကောက်မြို့မှာဒီကနေ့နိုဝင်ဘာ10ရက်နေ့မှာကျင်းပပြုလုပ်ရန်စီစဉ်ထားတဲ့အစောတော်ရွှေထူးတို့ရဲ့ Halloween Week at Music Festival ဖြစ်ဖြစ်ဝဲဖြတ်သိမ်းလိုက်ပြီးဖြစ်ကြောင်းပွဲစီစဉ်သူထမသိရပါတယ်။ရွှေထူးအုပ်စိုးခန့်ချမ်းမြေမောင်ချိုနှင့်တီမီတို့ပါဝင်တဲ့အစောပါဖြစ်ဖြစ်ပွဲကိုပြည်သူများရဲ့လူမရေးပြည်တဲ့နဲ့သမိန်မောက်ချင်းပြုလုပ်မှုများကြောင့် ဖြတ်သိမ်းလိုက်ရခြင်းဖြစ်တယ်လို့ပွဲစစ်စင်သူ BKK ကောင်းပြက်က၎င်းရဲ့လူမှုကွန်ရက်မှာအတိပေးစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုနေ့မကိုက်ညီမကြိုက်ကြတဲ့ပွဲကိုအများဆန္ဒအတိုင်းကျွန်တော်တို့အပြည့်ဖြတ်သိမ်းပြီးနောက်လဲကျွန်တော်တို့ပွဲစစ်စင်မှုတွေကိုတရားလေးစီမံသွားပါမယ်ခင်ဗျလို့အတိပေးစာမှဖော်ပြထားပါတယ်။လက်ခံကျင်းပတဲ့ Spicy Burger ပါတမိန်မောက်ကြရနေ့မြန်မာနိုင်ငံမှာလူမှုရေးပြည်တံစီးရင်ဝင်အစိုးရများကို ထိုင်းနိုင်ငံအထိဖိတ်ခေါ်ပြီးလူတို့ကိုအာယုံပြောင်းအောင်လှုပ်ဆောင်နေခြင်းကိုစန့်ကျင်ကြရန် FNCC Burma Fat Chess Community ကလှုပ်ဆောင်ထားပါတယ်။လက်ရှိတော့ FNCC Burma Fat Chess Community ရဲ့ဘောမမြောက်ကိုသပိတ်မုတ်ချင်းနဲ့လူမှုရေးပြည်ထောင်ပေးဖို့တိုက်တွန်းမှုတွေကအရန်ထီအောင်နေတယ်။ပြည်သူကြွေးတဲ့ထမင်းစားပြီးပြည်သူကိုတတ်နေတဲ့ကောင်းတွေအလိုကျလုပ်နေတဲ့အမှုပညာရှင်တတ်တိုက်တီအောင်ဆက်လုပ်ဖို့လိုတယ်လို့ ထိုင်းရောက်မြန်မာတူးက PSM ကိုပြောပါတယ်စစ်ကောင်မရှင်ရဲ့ရစ်ကောက်ပွဲလှုပ်ဆော်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မြင့်သူများဇလန်းတို့မှပဝင်သရုပ်ဆောင်ခဲ့ကြတဲ့တရုတ်ဆောင်နေတူမြင့်မြတ်နေဝင်းမင်းမြင့်မိုးချူလီအောင်ခိုင်စသူတို့ကိုလည်းပြည်သူများနဲ့တော်လိုင်းအေယာစုများပါမှပြင်းပြင်းထန်ထန်စန့်ကျင်သပိတ်မောက်လက်ရှိပါတယ်။ အထူးသဖြင့်အဆိုပါဇလန်းတွင်းမှာပဝင်ခဲ့တဲ့နေဝင်းပဝင်တယောက်ဆောင်ထပ်သောဗျောဒန်အမည်ရှိ ရုပ်ရှင်စက္ကမယခုရက်ပိုင်းအတွင်းထိုင်းနိုင်ငံမဟာချိုင်ရှိရုပ်ရှင်ယုံများမှာယုံတင်ပြသနေရကလူမှုကရေမှာအော့တောင်းနေနဲ့တပိမောက်ရဲ့ရှိပါတယ်။ဒါကြောင့်ပြသနေတဲ့ဆိုင်များနဲ့စစ်စင်သူများမှအတိအသေးတောင်းမပြီးနောက်နောက်မဖြစ်စေရန်ဂရိပြုမှုများပြုလုပ်ကြတဲ့အထိတပိမောက်ချင်းမှာအောင်မြင်လျက်ရှိကြောင်းသိရပါရဲ့ရှင်။ ထိုင်းမှာတော်တော်ထိရောက်တဲ့သပိတ်မှောက်မှုဖြစ်လာပါတယ်။နောက်ထပ်လက်ပြမဲ့မြန်မာစကားတွေကိုလည်းအပိတ်သူမရှိအောင်ဆက်နှိုးဆော်နေရပါမယ်။ထိုင်းရောက်ဆယ်လီဆိုသူတွေအကုန်ထားပြီးတောင်းပန်ရနေရတာကိုကြည့်ရင်ဒီတစ်ခေါက်ထိုင်းနိုင်ငံမှာသပိတ်မှောက်မှုဟာဘလောက်ပွဲစုသွားတယ်လဲသိနိုင်ပါတယ်။ဒါဟာပြည်သူတွေရဲ့ပါဝင်နိုင်မှုလှုပ်ဆောင်နိုင်မှုပါပဲလို့ FNCC Burma Fat Chess Community ကတုံ့သက်ပြောဆိုထားပါတယ်ရှင်။ ဆက်လက်ပြီးနိုင်ငံကသတင်းများကို PSN ဝိုင်းတော်သားတီဟာကဆက်လက်တင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာပါခင်ဗျာ။ခုချိန်အစပြီးတော့ PSN News ရဲ့နိုင်ငံကသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးအနေနဲ့တင်ဆက်ပေးမှာကတော့ Trump က Venezuela ကို CIA အရာတိုက်ခိုက်ဖို့အစီအစဉ်မရှိလို့ပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။ American သမ္မတ Donald Trump ဟာလွန်ခဲ့တဲ့နှစ်ပတ်ခန့်က ဗနီဇိုလားနိုင်ငံအတွင်းမှာရှိတဲ့ပြစ်မှတ်တွေကိုမြေပြင်စစ်ဆင်ရေးနဲ့တိုက်ခိုက်နိုင်ကြောင်းအရေးမြတ်ပြောကြားခဲ့ပြီးတဲ့နောက်တောက်ချန်ဒီမှာကြတော့စစ်ရေးအရာတိုက်ခိုက်ဖို့စဉ်းစားခြင်းမရှိဘူးလို့ပြောကြားလိုက်ပါတယ်။ Air Force 1လင်းပေါ်မှာသမ္မတထရန့်အားသတင်းတော်တွေကဗနီဇိုလားကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ဖို့စဉ်းစားနေကြောင်းသတင်းများထွက်ပေါ်နေမှုကိုမေးမြန်းခဲ့ရမှာမဟုတ်ပါဘူး။အဲ့ဒါမမှန်ပါဘူးလို့တုံ့ပြန်ဖြေကြားခဲ့ပါလိမ့်ခင်ဗျာအခုတခ ကြားပြန့်လုပ်ငန်းလုပ်ကင်တဲ့ကမ္ဘောဒီးယား Prince Group ပိုင်ဒေါ်လာတန်း150ကျော်ကိုစင်ကာပူရဲတပ်ဖွဲ့ကသိမ်းဆီးတယ်ဆိုတဲ့သတင်းကိုနှက်ဆက်ပေးသွားပါမယ်။စင်ကာပူရဲတပ်ဖွဲ့ဟာကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင်ချန်စီနဲ့အတူ၎င်းရဲ့ Prince Group ကုမ္ပဏီတို့နဲ့ဆက်ဆက်နေတဲ့ပိုင်ဆိုင်မှုနဲ့ငွေကြေးတွေကိုငွေကြေးခွာချမှုစာရွက်စာတမ်းအတူပြုလုပ်မှုတို့နဲ့အော်တိုဝါလာ30နေမှာတိမ့်စီခဲ့ပြီးရောင်းချခြင်းမပြုလုပ်ဖို့အမိန့်စာတွေထုတ်ပြန်ခဲ့ပါတယ်။အဲဒီလိုတိမ့်စီထားတဲ့ဘန်ဇင်းတွေငွေချေးသက်သေကန်လက်မှတ်စာရင်းတွေ ဝေသားတွေအပါအဝင် ပိုင်ဆိုင်မှုတွေရဲ့ခံမှန်းတန်မှုစုစုပေါင်းကတော့ American Dollar တန်း150ကျော်ရှိကြောင်းအောက်တိုဘာလ31ရက်နေ့မှာရက်တဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ဒါပြင်စိန်ခံရွက်လီတစ်စင်းကားဆက်တစ်စီးနဲ့အရက်ပလင်းမျိုးစုံအပါအဝင်အခြားပိုင်ဆိုင်မှုတွေကိုလည်းရောင်းချခြင်းမပြုလုပ်ဖို့ပိတ်ပင်တဲ့အမိန့်တွေကိုထုတ်ပြန်ခဲ့ပါတယ်။အခုသိသိမှုမှာတော့ဒေါ်လာ15ဘီလီယံတန်ဖိုးရှိတဲ့ Bitcoin နဲ့ London Pacific Joint ပေါလောင်းကဲ့သို့နေရာများမှာရှိတဲ့အင်ဂျင်နီယာများအပါအဝင် ေါ်လာတန်းပေါင်းများစွာတန်ဖိုးရှိတဲ့အခြားပိုင်ဆိုင်မှုတွေကိုပါသိသိနိုင်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာကျမတို့ရဲ့ PSN news မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကတော့မြေပြင်သတင်းတာဝန်ခံတွေမှ ပေးပို့ထားတာဖြစ်ပါတယ် PSN news ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီး ကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေရှင်